မင်္ဂလာပါ channel ms ဆရာပါဘရာဇီးလျန်ဂျူဂျူဆူအတွက်အခြေလန်းအသစ်ထပ်ပြီးတော့လှမ်းလိုက်တဲ့ UFC UFC ကသူ့ရဲ့ကိုယ်ပိုင်ဘရာဇီးလျန်ဂျူဂျူဆူ promotion တစ်ခုဖြစ်တဲ့ UFC PJJ ကိုစတင်တော့မယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့ပထမအဆုံးပွဲစဉ်နဲ့တိုင်ပွဲရုပ်တံစီးရီးတစ်ခုကိုချပြရင်းနဲ့မနေ့ကပဲတရံဝင် ထုတ်ပြန်လိုက်ပါတယ် UFC 317ကိုအဓိကဥတီထားတဲ့ UFC ရဲ့ annual International 5 Week ရဲ့တစိမ့်တမိုင်းဖြစ်တဲ့ဇွန်လ25ရက်နေ့မှာ ပြုလုပ်သွားမှာပါ UFC BJJ 1မှာ Bantamweight, Lightweight နဲ့ Welterweight တန်းသုံးခုကိုသူ့ရဲ့ပထမအဦးဆုံးချန်ပီယံဘွဲတွေကို ေးသွားမှာဖြစ်ပြီးတော့ရှင်ပြန်ရမယ်ကစားသမားတွေကိုတော့အချိန်ကျရင်ထုတ်ပြန်ပေးသွားမယ်လို့လည်းပြောလာပါတယ်။ဒေါင်ပွဲကိုတော့ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့တိတ်ပြီးတော့မစိမ်းနဲ့ BJJ Champion အများရှင်ဖြစ်တဲ့ Mikey Musuma ရှင်နဲ့တက်လို့လေးဖြစ်တဲ့ Brazil သား Harrison Gabriel တို့ကို135ပေါင်တန်ဘန်တန်ဝေတန်းရဲ့ Champion လူပွဲအဖြစ်ရှင်ပြိုင်မှာပါ။တစ်ဆက်တည်းမှာပဲ UFC Ultimate Fighter လိုမျိုးအလားတဒံတူတဲ့ UFC BJJ ရုတ်တူတိုက်တယ်ဆိုတဲ့ပြိုင်ပွဲတစ်ခုကိုပါအကျိုးအနေနဲ့ပြုလုပ်အောင်ပါအဲ့ဒီပြိုင်ပွဲကိုတော့ UFC PJJ1 မှာခေါင်ပွဲအဖြစ်ကစားကြမဲ့မူဆူမာရှင်နဲ့ Gabriel Do ကတစ်ဖက်စီမှာနိပြအနေနဲ့ရှိနေပေးမှာဖြစ်ပြီးတော့ဇွန်လ12ရက်နေ့ကနေ UFC ရဲ့ YouTube Channel မှာစတင်ထုတ်လွှင့်ပေးသွားမှာပါအဲ့တော့တွားကြည့်လို့ရပါပြီအဲ့ဒီပြိုင်ပွဲမှာထိတ်တန်း PJJ ကစားသမားတော်တော်များများပါဝင်လာမှာဖြစ်ပြီးတော့ Live Weight နဲ့ ဝေတာဝေတန်းနှစ်ခုအတွက်ရှုံထွက်ပွဲစဉ်အနေနဲ့ကျင်းပမှာပါဝေတန်းအသီးသီးကနောက်ဆုံးမှကြံခဲ့တဲ့ကစားသမားနှစ်ဦးကတော့ UFC PCG 1မှာချန်ပီယံလူပွဲအနေနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်အဲ့အတွက်လည်းပြိုင်ပွဲလုံးမဲ့နေရာကပုံမှန် PCG ပွဲတွေလိုမျိုးအတားအဆီးမပါတဲ့ကွင်းမျိုးမဟုတ်ဘဲနဲ့ Karate Combat တို့ CGI No လိုမျိုးဘေးမှာဘောင်နေနဲ့ကွတ်ထားတဲ့ကွင်းထဲမှာဖြစ်တဲ့အတွက်ကစားသမားတွေကစီးပြင်ရောက်လို့ခဏခဏပြန်တယ်ပေးနေရတဲ့ပြဿနာမျိုးရှိတော့မှာမဟုတ်ဘူးအဲ့ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ Dana White ကတော့ သူပထမဆုံး MMA လောကကိုစတင်ပြီးတော့ရင်းနှီးခဲ့တာဘရာဇီးလျန်ဂျီဂျီဆူနဲ့ဖြစ်ပြီးတော့ဒီပြိုင်ပွဲက BJJ ကိုခန်းပညာကစားသမားတွေကိုနောက်တစ်ဆင့်မြင့်တင်ပေးနိုင်မယ့်အခြေခံအုတ်မြစ်တစ်ခုဖြစ်လာမှာဖြစ်ပြီးတော့တစ်ချိန်တည်းမှာပဲအားလုံးရဲ့အာယုံဆိုင်မှုကိုရလာလိမ့်မယ်လို့ယုံကြည်တယ်ဆိုပြီးတော့ပြောသားပါတယ်။ဘာပဲဖြစ်ဖြစ်ပြိုင်ပွဲပေါ်ပေမဲ့ကြေးအများကြီးမရတဲ့ BJJ ကစားသမားတွေအတွက် ကတော့ကောင်းမွန်တဲ့အရွေးတစ်ခုဖြစ်နေမှာတော့အမှန်ပါပဲ။ Okay ဒါတော့ဆိုရင်တော့ UFC ကအကွက်ရွှေ့နေတဲ့ BJJ ပြိုင်ပွဲ တစ်ခုအကြောင်းကိုတည်တည်နာထပ်ပို့ပြီးတော့သိပြီလို့ထင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညောတာပါ channel MSN ပါ။တတာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ